ဘဝသည်တယောက်တည်းဖြည့်ရှင်ရမဖြစ်နိုင်သည့်ပြဿနာများကိုကျွန်တို့တို့စီတို့မကြာခဏပြစ်ပေးတတ်သည်။ယောဂကွဲကွာသွားသောဆက်ဆံရေးများမဆုံးနိုင်သောအကျွေးများသို့မဟုတ်ကျွန်တို့တို့ဖယ်ရှားမရသောအကျင့်များကျွန်တို့တို့အားတမာရန်ပြောကြတော်လဲအမှန်မှာကျွန်တို့တို့သည်မကြာခဏအားနည်းလွန်းသည့်မယင်တာဝိတ်သည့်ဤအားနည်းမှုကိုကောင်းစွာသိခဲ့သည့်စပွဲများအတွင်သူတယောက်တည်းအနိုင်မရနိုင်ကြောင်းသူသဘောပေါက်ခဲ့သည့်ထို့ကြောင့်သူကြွေးကြော်ခဲ့သည့်အိုထာဝရဖရာကိုတော်သည်ကျွန်တို့ဤမိရင်ဖြစ်တော်မူ၏ ထာဝရဘုရားသည်ကျွန်ုပ်၏အမှောင်ကိုအလင်းသို့ပြောင်းလဲပေးတော်မူ၏။ဒါဝိဒ်သည်ဘုရားသခင်ကိုသူ၏အလင်းနှင့်ခွန်အားဖြင့်မြင်ခဲ့သည်။သူတယောက်တည်းမတိုက်ခဲ့ပါ။ဘုရားသခင်သည်သူနှင့်အတူတိုက်ခဲ့ပြီးထို့ကြောင့်သူအနိုင်ရခဲ့သည်။ တမာကျန်းစာတွင်မိအိမ်ဟူသောစကားလုံးသည်အလင်းကိုသာမကပဲဖျားသခင်၏လမ်းညွှန်မှုအကာအကွယ်နှင့်ဘဝတစ်ခုလုံးကိုကိုးစားပြုသည်ဒါဝိဒ်သည်အောင်ပွဲတိုင်းသည်သူ၏ကိုပိုင်ခွင့်အာမမဟုတ်ဖျားသခင်၏တန်ခိုးမှဖြစ်သည်ဟုအချင်းဆိုခဲ့သည်ရှေးရခင်ကာလတွင်မရင်တပါး၏စစ်ပွဲအောင်ပွဲသည်ဖျားသခင်၏ထောက်မမှု၏တက်တဲ့အဖြစ်သတ်မှတ်ခံရတော်လဲဒါဝိဒ်ကထာဝရဖျားသည်သာစစ်မှန်သောအောင်ပွဲ၏ရင်းမြစ်ဖြစ်သည်ဟုကြွေးကြော်ခဲ့သည်ဖျားသခင်သည်သူအားခွန်အားပေးပြီးမြင်မသောနေရာတွင်ထားရှိခဲ့သည် ဤဒီမှာဒါဝိဒ်ဤဇလန်းတစ်ခုတည်းမဟုတ်တမာကျန်းစာတစ်ခုလုံးတွင်ဖြတ်တန်းလျက်ရှိသည်ဖျားသခင်သည်သူ၏လူများအတွက်အမြဲတိုက်ပွဲဝင်ပေးသည်ထွမြောက်ရာကိုစဉ်းစားကြည့်ပါဖျားသခင်သည်အနီရောင်ပင်လေတွင်တေရလလူများကိုကယ်တင်ခဲ့သည်သို့မဟုတ်ယောရှုသည်ဖျားသခင်၏အကူအညီဖြင့်ကာနန်ကိုသိမ်းပိုက်ခဲ့သည်ဤဇလန်းများအားလုံးသည်ယေရှုခရစ်ကိုညွန်ပြသည်ယေရှုသည်ကမ္ဘာမြေပေါ်သို့ကြွလာပြီးကျွန်ုပ်တို့၏အကြီးမားဆုံးရန်သူများအပြည့်နှင့်တည်ခြင်းကိုလဝါကတ်တိုင်ပေါ်တွင်အနိုင်ယူခဲ့သည်သူသည်ကျွန်ုပ်တို့အတွက် တတိုက်ပွဲဝင်ပြီးအနိုင်ရခဲ့သည်သူ့ကိုယုံကြည်သူများအတွက်သူသည်သူ၏ဝိညာဉ်တော်ကိုပေးအပ်သည်ထို့ကြောင့်ကျမတို့လည်းဘဝ၏တိုက်ပွဲများကိုအနိုင်ယူနိုင်သည် ယခုတင်သည့်မြည်သည့်အရာနှင့်ရင်ဆိုင်နေရသည်နာကျင်မှုကြောက်ရွံ့မှုအဖြစ်ရှိသည်ဟုခံစားရမှုစိတ်တကြမှုတို့မဟုတ်ဆွဲလန်းမှုလောအကယ်၍တင်သည့်တယောက်ထဲတိုက်ပွဲဝင်ရန်ကြိုးစားပါကတင်သည့်ပင်မနှံ့နယ်လာလိမ့်မည်တို့သောယေရှု၏နာမတော်ကိုခေါ်ဆိုပြီးဖျားသခင်၏ခွန်အားကိုရှာပွေပါကသူသည်တင်နှင့်အတူတိုက်ပွဲဝင်ပေးလိမ့်မည်ဖျားသခင်သည်တင်၏မိအိမ်ဖြစ်ပြီးအမောင်ထဲတွင်တင်လန်းကိုလင်းထိန်စေကာတင်ခြေလန်းများကိုတမင်ကဲ့သို့ခိုင်မြဲစေသည်တယောက်ထဲမတိုက်ပါနှင့်ယေရှုကိုအားကိုးပါ သူသည်အောင်ပွဲရရှိပြီးဖြစ်ပြီးသူတွင်တင်လဲအနိုင်ရလိမ့်မည်ယနေ့သူ၏နာမတော်ကိုခေါ်ဆိုပြီးခြေလန်းတလန်းရှိသို့လမ်းပါဖျားသခင်သည်တင်နှင့်အတူရှိပြီးသူသည်တင့်ကိုအောင်ပွဲသို့ဦးဆောင်လိမ့်မည်